ရိုက်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ HH Channel ကအစီအစဉ်တစ်ခုဖြစ်တဲ့ Movie Recap အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ဒီစီစဉ်မှာဆိုရင်လက်တလော Social Media မှာနာမည်ကြီးပြီးတော့ hit ဖြစ်နေတဲ့ရုပ်ရှင်ဇလံဇလံတွေအကြောင်းနဲ့ HH ကနေတပတ်အတွင်းပြသထားတဲ့ရုပ်ရှင်ဇလံတွေတွေကမှလူချိုက်များပြီးတော့စိတ်ဝင်စားမှုရရှိထားတဲ့ဇလံလေးတွေအကြောင်းကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါရယ်ဒီတပတ်အစီအစဉ်လေးရဲ့အစမှာတော့ဒီရပိုင်းနဲ့ထွက်ရှိလာပြီးတော့လူချိုက်များနေတဲ့ My Dearest November 6 2025ဇလန်ရဲ့အသေးစိတ်အကြောင်းကို ဖော်ပြပေးသွားမှာပါဒီဇလန်ဟာ online game ကဘာနဲ့လက်တွေ့ဘဝကိုပေါင်းစပ်ထားတဲ့ထူးခြားတဲ့ဇလန်ပုံစံလေးပဲဖြစ်ပါတယ်ဇလန်ရဲ့အဓိကအကြောင်းရင်းတွေကအတိတ်ရဲ့အမှတ်တရတွေလည်းပါပါတယ် လွန်ခဲ့တဲ့16နှစ်က Back Su Chang နဲ့ Ban Ju Yong တို့ဟာ Legends of Heroes ဆိုတဲ့ online game မှာ Black Dragon ဆိုတဲ့နာမည်နဲ့ကစားပေါ်တွေဖြစ်ခဲ့ကြပါတယ်။သူတို့ဟာ game ထဲမှာရင်းနှီးလာပြီးတော့တယောက်ကိုတယောက်သဘောကျလာကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ online ဆက်ဆံရေးဟာ Black Dragon ရဲ့အမှန်တကယ်ပုံရိပ်ကိုသိသွားတဲ့အခါမှာတော့ပျက်စီးသွားပါတယ်။နှစ်တွေကြာပြီးတဲ့နောက်မှာစုချောင်းနဲ့ဂျူယွန်တို့ဟာကုန်တိုက်တစ်ခုမှာပြန်ပြီးတော့ဆုံတွေ့ကြပါတယ်။စုချောင်းက ဂျီယွန်းကို "तू မရဲ့တထေးအနေနဲ့သိထားပေမဲ့ဂျီယွန်းကတော့ तू မကိုသူ့ရဲ့ online ကစားပေါ်အဖြစ်မှတ်မိနေတာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကြားမှာအတိတ်ကအမှတ်တရတွေကပြန်ပြီးတော့ပေါ်ပေါက်လာတဲ့အခါမှာတော့သူတို့ရဲ့ရန်ညိုးတွေဟာချိုမိန်နဲ့အချစ်ဇလန်အနေနဲ့ပြောင်းလဲသွားပါတော့တယ်။ဇလန်မှာယုံတွေးရရတွေ၊ဂိမ်းတွေးရရတွေနဲ့အတိတ်ကနားလည်မှုလွဲမှားခြင်းတွေလည်းပါဝင်နေပါတယ်။ဇလန်နဲ့ပါကရေမောပြွှွှင်စေတဲ့ဟာသဆဝင်ငန်းတွေနဲ့အတူရင်ခုန်စိတ်လှုပ်ရှားစေတဲ့အချစ်ဆဝင်ငန်းတွေလည်းပါဝင်ပါတယ်။ အဓိကစက်ကောင်၂ရောက်ရဲ့တဘာဝကြပြီးတော့အပြန်အလှန်လိုက်ဖက်တဲ့တရုတ်ဆောင်မှုတွေကလည်းဇလန်းကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းစီပါတယ်ဇက်ကောင်နဲ့အကြောင်းကိုလည်းဆက်ပြီးတော့ပြပြပေးသွားပါမယ်။ဘပ်ဆူဂျောင်းကမွန်ကာယောင်းကဘပ်ဆူဂျောင်းကော်ရိုက်တာနေနဲ့တရုတ်ဆောင်ထားတာပါ။နမည်ကြီးကုန်တိုက်တစ်ခုမှာအစီအစဉ်ရေးဆွဲအဖွဲ့ကိုဦးဆောင်သူတယောက်ဖြစ်ပါတယ်။သူမကအလုံးမအယမ်းတော်ပြီးတော့တက်ကြွတဲ့သူတယောက်ဖြစ်ပါတယ်။ဘန်ဂျူယွန်ချွဲယောင်ဟူက စုချောင်းရဲ့အသေးရောက်လာတဲ့တထေးဖြစ်ပြီးတော့လွန်ခဲ့တဲ့16နှစ်က online game မှာသူမရဲ့ပထမဆုံးအချက်ဦးလေးဖြစ်ပါတယ်။သူက AC တင်ရင်နဲ့သူတယောက်ဖြစ်ပြီးတော့သူ့ရဲ့ online ကစားပေါ်ကိုပြန်ရှောင်ဖို့ကြိုးစားနေတဲ့သူပါ။ My Dearest Nemesis ဟာဆိုရင်အချက်ဟာတာနဲ့စစ်လုံရှောင်မှုတွေကိုပေါက်ဆက်ထားတဲ့ pop ပါပျော်ရွှင်စရာ K drama တစ်ခုပဲဖြစ်ပါတယ်။ ကဲနောက်ထပ်ပြပြသွားမှာကတော့ဒီရပိုင်းထဲမှာပဲထွက်ပြီးတော့လူကြိုက်များနှစ်သက်ကြတဲ့ For Eager Brothers 2025ဟာဆိုရင်မိသားစုဇလန်ဆန်ဆန် K drama တခုဖြစ်ပြီးတော့ပရိသတ်တွေကိုနှွေးထွေးတဲ့ခံစားချက်နဲ့ရင်မောပျော်ရွှင်မှုကိုပေးဆွနိုင်တဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်။ဇလန်ရဲ့အဓိကအကြောင်းအရာကတော့မမျော်လင့်မဲနဲ့ခင်မွန်းတဲ့ဆုံးရှုံးသွားပြီးတဲ့နောက်မိသားစုရဲ့အဓိကကြောထောက်နောက်ခံဖြစ်လာတဲ့ညီမတစ်ယောက်ရဲ့ဒီညီကို၅ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အေကဘရူဝီစ်လို့ခေါ်တဲ့ဘီယာချက်ဆက်ရုံကိုနှစ်ပေါင်းများစွာလောက်ကင်လာတဲ့ညီကို၅ယောက်နဲ့ဒါသူတို့ရဲ့မယီးဖြစ်သူရဲ့ဇလန်ဟာအဓိကဆက်ကောင်တွေပဲဖြစ်ကြပါတယ်။မမျော်လင့်မဲနဲ့ဒီမယီးဖြစ်သူရဲ့ခင်မွန်းတဲ့ဟာဆုံးရှုံးသွားတဲ့အခါမှာတော့ညီမဖြစ်သူဟာဒီမိသားစုရဲ့အဓိကကြောထောက်နောက်ခံဖြစ်လာပြီးတော့ခြံရှိနေတဲ့ညီကို၅ယောက်မတ်၅ယောက်ကိုဦးဆောင်ရပါတယ်။ဇလန်နဲ့မှာကမိသားစုရဲ့နေစဉ်ဘဝရင်းအခက်ခဲတွေနဲ့အချက်တွေရင်မောဖြွှွှင်မှုတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ထူးခြားချက်ကတော့ ိသားစုရဲ့နှွေးထွေးတဲ့ဆက်ဆံရေးနဲ့အပြန်အလှန်ကူညီမှုတွေကို ပုံဖော်ထားတဲ့ဇလန်လေးတစ်ခုပါ။ဟာတာနဲ့စိတ်ခံစားမှုတွေကိုရောနှောထားတဲ့ဇလန်ပုံစံမျိုးလည်းဖြစ်ပါတယ်။ထူးချွန်တဲ့တရုတ်ဆောင်တွေရဲ့တရုတ်ဆောင်မှုတွေကြောင့်ဒီဇလန်ကိုပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းစီပါတယ်။ KBS2 ရုပ်တံလိုက်မှာလဲထုံးလင်းပြသနေတာပါမိသားစုဒရမအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ် for eager brother ဟာဆိုရင်မိသားစုရဲ့တံမိုးကို ပုံဖော်ထားပြီးတော့နှွေးထွေးတဲ့ဇလံတပုတ်ဖြစ်ပြီးတော့ k drama တွေပြည့်သက်တွေအတွက်တ िश ူတဲ့ဇလံလေးတပုတ်ပဲဖြစ်ပါတယ်ရှင် အခုပြပြသွားမယ့်ဇလန်လေးကတော့အရင်တစ်ပတ် HH Channel မှာပြသသွားတဲ့ဇလန်တဲရဲကပရိသတ်အများစုအကြိုက်တွေ့ခဲ့တဲ့ဇလန်လေးတစ်ပုဒ်အကြောင်းကိုပြပြချင်တာပါဒီဇလန်လေးကတော့ Alive Pick ဖြစ်ပါတယ် Alive 2020ဟာတကယ်ကိုမှစိတ်လုံရှားစရာကောင်းတဲ့ Zombie စကားတကားပဲဖြစ်ပါတယ်ဒီစကားဟာအထီးကျန်စတဲ့လူငယ်တယောက်ရဲ့ရှင်သန်ရက်တွေအတွက်ကြိုးပမ်းမှုကိုအဓိကထားပြီးရေကူးထားတာပါဇလန်ကိုအတူချုပ်နဲ့သုံးသက်ချက်လေးကိုလည်းဆက်ပြီးတော့ဖော်ပြပေးလိုက်ပါမယ် Alive ဟာတိတ် ိတ်အေဂျင့်နဲ့တိုက်ခန့်အဆောင်တကူမှာရုတ်တရက်ဇွန်ဘီတွေပေါ်လာတဲ့အခါနေစတင်ထားတာပါအဓိကဆက်က UR ဟင်းက အွန်လိုင်းကိန်းစော်နေတော့မှတကဘာလုံးကိုဇွန်ဘီတွေဖုံးလွှမ်းသွားတဲ့အခြေအနေနဲ့အင်ဆိုင်လေးရပါတယ်။အပြင်ကိုထွက်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေမှာသူကသူ့ရဲ့တိုက်ခန်းထဲမှာပိတ်မိနေပြီးတော့အသက်ရှင်ဖို့အတွက်ရုန်းကန်နေရတာပါ။တယောက်ထဲအထီးကျန်စွာနဲ့အစားအသောက်ပြက်လက်မှုစိတ်ဓာတ်ကျဆင်းမှုတွေနဲ့အင်ဆိုင်နေရတဲ့ဂျွန်ဦးဟာနောက်ဆုံးမှာတော့သူ့ရဲ့တိုက်ခန်းအဆအုံရဲ့တစ်ဖက်ချမ်းမှာအလားတူအခြေအနေနဲ့အင်ဆိုင်နေရတဲ့ခင်မြူဘင်းဖက်ရှင်ဟီနဲ့အဆက်အသွယ်ရရှိသွားပါတယ်။သူတို့နှစ်ယောက်ဟာအတူတူကပူးပေါင်းပြီးတော့ဇွန်ဘီတွေရဲ့အနေရဲ့ကြားကနေလွတ်မြောက်ဖို့ ို့အတွက်စူးစမ်းကြပါရစေ။ alive ကအစအဆုံးစိတ်လွှရှားစရာကောင်းတဲ့စက်အိမ်နဲ့ရိုက်ကူးထားတဲ့ဇလံတစ်ခုဖြစ်ပါတယ်။ zombie တွေရဲ့အန္တရာယ်အသက်ရှင်ဖို့အတွက်ရုန်းကန်ရတဲ့အခြေအနေတွေကပရိသတ်တွေကိုအချိန်တိုင်းစိတ်လွှရှားစေပါတယ်။ URI နဲ့ fashion hero ရဲ့တရုတ်ဆောင်မှုတွေဟာလည်းလုံးဝကိုမှတကယ့်ကိုအသက်ဝင်စေပါတယ်။သူတို့နှစ်ယောက်ရဲ့အထူးကြံစည်မှုကြောက်ရွံ့မှုနဲ့ရှင်သန်မှုအတွက်ဒီစူးစမ်းအထောက်မှုတွေကိုပရိသတ်တွေကတကယ့်လက်တွေ့ဘဝတစ်ခုလိုမျိုးခံစားမိမှာဖြစ်ပါတယ်။ဇာတ်ကားထဲမှာဆိုလို့ရှိရင် drone shot တွေလည်းပါတယ်။ CCTV တွေ social media တွေကိုအသုံးပြုထားတာကခစ်ဆန်ပြီးတော့တကယ်လက်တွေ့ဘဝနဲ့နှီးဆက်တဲ့ခံစားချက်ကိုလည်းပေးစွမ်းထားပါတယ်။ ဇကားဟာအထီးကျန်စံမှုနဲ့ရှင်သန်ခြင်းဆိုတဲ့ခေါင်းစဉ်တစ်ခုကိုပေါင်းဆက်ပြီးတော့တင်ဆက်ထားတာပဲဖြစ်ပါတယ်။တယောက်တည်းရုန်းကန်ရတဲ့အခြေအနေမှာလူသားတွေရဲ့ရှင်သန်လူစိတ်ကိုလည်းအထူးပြသထားတာပါ။ Alive ဟာဇွန်ဘီဇကားတွေကိုစိုက်နှက်တဲ့ပရိသတ်တွေအတွက်ရောစိတ်လှရှားစရာဇကားတွေကိုကြည့်ချင်တဲ့ပရိသတ်တွေအတွက်ပါတကယ်ကိုမှတင့်တော်တဲ့ဇကားကောက်တကားပဲဖြစ်ပါတယ်။ လက်တလောဆိုရှယ်မီဒီယာမှာနာမည်ကြီးပြီးတော့ hit ဖြစ်နေတဲ့ရုပ်ရှင်ဇလန်ဇလန်တွဲတွေအကြောင်းနဲ့ HH ကနေတပတ်အတွင်းပြသသွားတဲ့ရုပ်ရှင်ဇလန်တွဲတွေထဲကမှလူကြိုက်များပြီးတော့စိတ်ဝင်စားမှုရရှိထားတဲ့ဇလန်လေးတွေအကြောင်းကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးသွားတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။